နာစီကထွက်ခွာမဲ့ဂရီလစ်ကိုဖလော်ဒီယန်ဝက်နေရာအစားထိုးမဲ့လီဘာကိုစေဘလုံးပြောင်းစစ်ဈေးကွက်မှာဒီပြည်ရဲ့ဆုံးဖြတ်ချက်တွေဟာအများနဲ့မထင်မှတ်ထားတဲ့ပြောင်းလဲတွေကိုဖန်တီးပေးတတ်ပါတယ်အခုတစ်ခါမှာတော့ဥရောပရဲ့ထိပ်တန်းလေးတစ်ခုဖြစ်တဲ့ဘရိုဒီကာကလပ်လီဘာကိုစင်တင်းရဲ့နေပြားချုပ်ဖြစ်သူအဲရီတာကမန်စီးတီးတင်းရဲ့ကျယ်ဝင်းကစားသမားဂျက်ဂရီလစ်ကိုသူ့ရဲ့အတင်းအတွက်ပြင်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဂရီလစ်ကိုလီဘာကိုစင်တင်းကဒီပြည်တန်ဟန်ရဲ့ဆန်ပြကစားသမားတဦးဖြစ်သူဖလော်ဒီယန်ဝက်ရဲ့နေရာကိုအစားထိုးဖို့ဖြစ်လာနိုင်ပွဲရှိသူဖြစ်မြင်တွေ့နေကြတာပဲဖြစ်ပါတယ်တဆန်သတင်းဌာနရဲ့ဖော်ပြချက်အရဂျက်ဂရီလစ်ကမန်ချက်စတာစီးတီးမှာသူ့ရဲ့ကစားသမားဘဝပြီးဆုံးတာကိုလက်ခံထားပြီလို့သိရပါတယ် 2022ခုနှစ်မှာ Aston Villa ကနေပေါင်တန်းတရာနဲ့ Man City ကိုပြောင်းရွှေ့လာခဲ့တဲ့ Grealish ဟာလက်ရှိချိန်မှာအသင်းရဲ့အဓိကကစားသမားတစ်ဦးနေရာကနေရန်ကစားသမားဘွားကိုရောက်ရှိနေပြီးဆိုးနိုင်ပါတယ်။သူ Man City အသင်းကိုရောက်ရှိစားကခြေကျွမ်းပြခဲ့တဲ့ပုံစံမျိုးတောင်မမြင်တွေ့ရတော့ဘူးလို့သတင်းတွေကဖော်ပြနေပါတယ်။ဒီလိုချိန်နေကြတာပဲ။ Liverpool အသင်းကသူ့ကိုခေါ်ယူဖို့ကြိုးပမ်းလာပြီလို့သိရပါတယ်။လက်ရှိအသက်26နှစ်အရွယ်ရှိပြီဖြစ်တဲ့ Grealish ကိုပေါင်တန်း40ဝန်းကျင်တန်ကြေးရှိတယ်လို့ခန့်မှန်းထားပြီး ဒါအတူရဲ့မူလပြောင်းရွှေ့ခြင်းနဲ့နှိုင်းရှင်ရင်တိတိတတ်တရောကြသွားတာလည်းဖြစ်ပါတယ်။လီဗာကူစင်တင်းရဲ့နိပြအသည့်ဖြစ်သူ Everton ကလီဗာကူစင်အသင်းရဲ့အကြီးအကဲတွေကိုဂျက်ဂရီလေးကလီဗာပူးတင်းနဲ့ချိတ်ဆက်နေတဲ့ဂျက်ဝင်ကစားသမား Florian Wayne ရဲ့နေရာမှာပြည်ပြည်စုံနဲ့အစားထုတ်မှုဖြစ်နိုင်ကြောင်ပြောကြားခဲ့တယ်လို့သိရပါတယ်။တန်ဟက်ရဲ့ဒီလိုကဲဖြတ်ချက်ကလီဗာကူစင်အသင်းရဲ့ဂျက်ဂရီလေးပေါ်ခေါ်ယူစိတ်ကိုပုံမှုခိုင်မာစေခဲ့တာဖြစ်ပါတယ်။ Florian Wayne ကလီဗာကူစင်အတွက်အဓိကကစားသမားတစ်ဦးဖြစ်ပြီးသူ့ရဲ့နေရာကိုဖြည့်ဆည်းဖို့အတွက် Grealish လိုတွေးကြုံရှိပြီးအရေးချင်းရှိတဲ့ကစားသမားတစ်ဦးကိုလိုအပ်နေတာဖြစ်ပါတယ်။ အင်္ဂလလာယူဂျီကစားသမားဂျက်ဂရီလက်ကမန်စီးတီးတင်းအတွက်ပြိုင်ပွဲစုံ159ပွဲကစားခဲ့ရာ16ဂိုးတွင်းယူခဲ့ပြီး23ချိန်ဂိုးဖန်နီမှုပြုလုပ်ပေးထားပါတယ်။ဒါပေမဲ့ဒီနယူးယောက်ကမှာမန်စီးတီးတင်းရဲ့ကလပ်ကပ္ပလာလူစီရင်ကနေချန်လက်ခံထားရတာဟာသူ့ရဲ့နာဂတ်နဲ့ပတ်သက်ပြီးကြီးကြီးပေးမှုတွေကိုပုံမှုဖြစ်ပေါ်စေခဲ့ပါတယ်။ဘီလာတီးရဲ့ဂျက်ဝဲယောင်ဂရီလက်ကိုလက်ရှိစီးရီးရဲ့ချန်ပီယံနာပိုလီသူ့ရဲ့မိခင်ကလပ်ဘီလာနဲ့တော်တီအောင်စပါတင်းတွေကလည်းချိတ်ဆက်နေရလို့သိရပါတယ်။ဒါကြောင့်ဂရီလီယာဒီနယူးယောက်ကမှာအပြောင်းရွှေ့ရွေးချယ်စရာနည်းပုံမရပါပဲ။သူ့ရဲ့နောက်ထပ်အပြောင်းရွှေ့ကဘယ်ကိုဖြစ်လာမလဲဆိုတာလောလောဆယ်မှာမေးမရဖြစ်နေသေးပါပဲ။ အဲ့ဒီတဟားရဲ့လေဘာကူစင်တင်မှာဂရီလီကိုခေါ်ယူဖို့စိတ်ဝင်စားမှုကတော့ဘောလုံးလောကမှာအားအသင့်စရာကိစ္စရဲ့တစ်ခုဖြစ်ပါတယ်။မိုင်းမဲတဲ့တင်မှာတန်ဟန်နဲ့ဂရီလီတို့ကပြိုင်မဲ့တင်ဖြစ်ကစားဖို့ခဲ့ပေမဲ့အခုတော့နီးပြားနဲ့ကစားသမားဖြစ်ပူပေါင်းမှုလာလာပြီးပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဂျက်ဂရီလီရဲ့ကစားသမားဘဝနောက်တစ်ဆင့်ကိုဘယ်လိုဆက်ရှောင်လမ်းမလဲဆိုတာကတော့ဒီမျိုးကြီးပြောင်းရှိဇီးကွားရဲ့ရေးပါတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမှသိကြပါရစေ။ဒီမှာကျွန်တော်တို့ကတော့အမှားတရားဖြစ်ပါတယ်။